င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ American တပ်ဖရထရန့်ကမြန်မာအပါအဝင်၅နိုင်ငံကိုမူရစေဝါတိုက်ဖြတ်ရန်ပြက်ကွက်တဲ့နိုင်ငံတွေဖြစ်သတ်မှတ်ကြေညာလိုက်ပါတယ်။ဗမ်မောင်မြို့ကိုကာယံထားတဲ့စစ်တပ်ကင်းစကန်တချို့ကိုတော်လန်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့တွင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ American သမ္မတ Trump ကမြန်မာအပါအဝင် Afghanistan, Bolivia, Colombia နဲ့ Venezuela နိုင်ငံစုစုပေါင်း9နိုင်ငံကိုမူရီစေဝါတိုက်ဖြတ်ဖို့အတွက်ပြက်ကွက်တဲ့နိုင်ငံတွေဖြစ်သတ်မှတ်ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့မှာ American သမ္မတကသတ်မှတ်ကြေညာလိုက်တာဖြစ်ပြီးအဲ့ဒီဆုံးဖြတ်ချက်ကမူရီစေဝါတိုက်ဖြတ်ရေးအတွက်အဲ့ဒီနိုင်ငံတွေကိုပေးရနေတယ်။ ငွေကြေးပံ့ပိုးမှုတွေပေါ်တက်ရောက်မှုတွေရှိနိုင်တယ်လို့လည်းဆိုထားပါဗျ။လက်တလုံးမှာဗနီဇလားနိုင်ငံမှာမွေးရေးဆေးဝါးတည်ယူပို့ဆောင်နေတဲ့လှေတွေကိုအမေရိကန်စစ်တပ်ကဖောက်ခွဲဖျက်ဆီးမှုတွေကိုလှုပ်ဆောင်နေကမွေးရေးဆေးဝါးနှိမ်နှင်းရေးလှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။အမေရိကန်ဥပဒေအရအမေရိကန်သမ္မတကလွန်ခဲ့တဲ့ဆန္ဒလအတွင်းနိုင်ငံတကာမွေးရေးဆေးဝါးနှိမ်နှင်းရေးသဘောတူညီချက်တွေကိုအကောင့်ထဲပို့ဖို့ပြက်ကွက်တဲ့နိုင်ငံတွေရဲ့ တာဝန်ဝတရားတွေမပြည့်မီတဲ့နိုင်ငံတွေကိုနှစ်စဉ်ခွဲခြားသတ်မှတ်ထုတ်ပြန်တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်တပ်ရဲ့ရေကောက်ပွဲကိုလူမှုနည်းနဲ့စန့်ကျင်ရေးပြူဟာ ချမှတ်ကလှုပ်ဆောင်နေတယ်လို့2020ရွေးကောက်ခံလွှတ်တော်ကနေတဆင့်ဂျားကာလာဇကိုင်းအစိုးရအမြန်ဆုံးပေါ်ထွန်းရေးကိုလှုပ်ဆောင်နေတယ်လို့ဇကိုင်းဖိုရမ်ဇကိုင်းပြည်သူဖိမကိုကိုယ့်ရဲ့လုပ်ငန်းအဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်အကြက်ဘက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲနယ်ပတ်သက်ကတပည့်အင်အားစုတွေအနေနဲ့ လူလူနီလန်းနဲ့စန့်ကျင်တုံ့ပြန်နိုင်မှုပြူဟာတွေချက်မှတ်ဆောင်ရနေပြီလို့လည်းကိုစိုးဝင်းစွေကပြောပါရတယ်။ NUG ကလည်းလက်ရှိမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုမဟာပြူဟာကြကြတုံ့ပြန်နိုင်ရေးအတွက်စကိုင်းအပါဝင်မန္တလေးမကွေးတိုင်းတို့မှာ2020ရွေးကောက်ပွဲကနေတက်လာတဲ့ရွေးကောက်ခံလွှတ်တော်ကတစဉ်ဖွဲ့စည်းပေးထားတဲ့ဂျားကာလာအုပ်ချုပ်ရေးကောင်စီ ဂျားကာလာအစိုးရအဖွဲ့အ мян ဆုံးပေါ်ပေါက်ဖို့စောင့်နေရလို့လည်းတရားဝင်သတင်းထုတ်ပြန်ထားပါရယ်။ဒါအပြင်သခိုင်းမှာတော်လန်တဖွဲ့ဝင်တွေထိ ंछ ုပ်ထားတဲ့ကျေးလက်ဒေတာနဲ့မြို့ပြဒေတာဆိုပြီးနှစ်ပိုင်းရှိနေကတော်လန်တဖွဲ့တွေထိ ंछ ုပ်ထားတဲ့ကျေးလက်ဒေတာတွေမှာစစ်တပ်ကရွေးကောက်ပွဲကျင်းပဖို့မဖြစ်နိုင်ပဲမြို့ပေါ်မှာသာရွေးကောက်ပွဲကျင်းပကစစ်တပ်က PRP ချင်းချောက်မှုတွေကြောင့်မလဲမရှောင်တာပြည်သူတွေဟာမဲပေးဖို့ PRP ချင်းချောက်ခံရနိုင်တယ်လို့လဲသကိုင်းဖိုရန်သကိုင်းပြည်သူဖေးမကိုကိုယ့်ရဲ့လုပ်ငန်းအဖွဲ့အဖွဲ့ခေါင်းဆောင်ကိုစိုးဝင်းစီကပြောပါတယ်ဂျပန်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာရှုပ်ထွေးမှုများစွာရှိနေပြီး အမျိုးသားလွှတ်တော်ကတမျိုးတိုင်းနယ်ပြည်နယ်လွှတ်တော်ကတမျိုးပြည်သူလွှတ်တော်ကတမျိုးဖြစ်နေပြီး PR စနစ် FDPD စနစ်နဲ့ရှုပ်ရှုပ်ထွေးထွေးတွေဖြစ်နေရလို့လဲကိုစိုးဝင်းစွေက ထောက်ပြထားပါဗျ လက်ရှိမှာတော့စစ်ကော်မရှင်ကစကိုင်းတိုင်းကထိကြိုက်မြို့နယ်အင်းတော်မြို့နယ်ပင်လယ်ဘူးမြို့နယ်မြောင်မြို့နယ်ပလဲမြို့နယ်ရင်းမာပင်မြို့နယ်တပဲရင်မြို့နယ်ဒဇယ်မြို့နယ်ခင်ဦးမြို့နယ်နဲ့ဝက်လက်မြို့နယ်တို့မှာရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့လည်းကြေညာထားပါတယ်ရှင်ဒီတစ်ခါမှာတော့စကိုင်းတိုင်းဗန်းမောင်မြို့အနီးအကြက်ဖက်စစ်တပ်ကာကင်းစခန်းအချို့ကိုတော်လန်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေလို့ဒေတာတွင်စီးရေးသတင်းမိကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်စက်တင်ဘာလ14ရက်နေ့ကနေစတင်ပြီးဗန်းမောင်မြို့ပတ်ဝန်းကျင်က အကြက်ပတ်စစ်တပ်ရဲ့ကာကင်းစခန်းတွေကို PDF ဖူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိအချိန်မှာတော့မြို့ပတ်ဝန်းကျင်ကကာကင်းစခန်းချို့ကိုသိမ်းပိုက်ရရှိထားတယ်လို့လည်းဒေတာတွင်စီးရေးသတင်းမိကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်ဗန်းမောင်မြို့တိုင်းတိုက်ပွဲတွင် အကျန်းဖက်စစ်တပ်ဘက်က ထိခိုက်သေးဆုံးမှုရှိပြီးအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါဗယ်။အဲဒီတိုက်ပွဲတွေဟာစက်တင်ဘာလ18ရက်နေ့ကအထိဗန်းမောက်မြို့အနီးမှာဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့လည်းသိရပါဗယ်။ဒါအပြင်ဗန်းမောက်ဟ ோம் လင်းလမ်းပိုင်းကိုလည်းအကျန်းဖက်စစ်တပ်ကပိတ်ဆို့ထားပြီးပြည်သူတွေကိုစစ်ဘေးတင်းရှောင်ခွင့်မပေးဘဲလူသားတိုင်းပြုလုပ်ထားရလို့လည်းသိရပါဗယ်။တစ်ဖက်မှာလည်းစက်တင်ဘာလ15ရက်နေ့ကနေဆက်တင်ပြီး အင်းတော်မြို့နယ်ကနေဗန်းမောက်မြို့နယ်ကိုဆက်သွယ်ထားတယ်။အင်းတော်ဗန်းမောက်ပြူဟာလန်းအပါဝင်လမ်းပိုင်းအလုံးကိုရဲအကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့လေအင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတည်င်းထုတ်ပြန်ထားပါတယ်ရှင်။စကားသတင်းတစ်ပုဒ်ကိုတက်ဆက်ပေးကြပါမယ်။ ။ဇဂိုင်းတိုင်းကလေးခရိုင်မှာစစ်ဗုဒ္ဓန်းတသားသည့်၁၄ဦးဟာတနက်9လက်ကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာတာကြောင့်တအူးကိုငွေကျပ်သိန်း30ကိုချင်းမြင့်ခဲ့လို့ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခရိုင်တိုင်းဝန်ကန်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။ဂျွန်လနဲ့ဩဂတ်စ်လအတွင်းကလေးခရိုင်မှာစုမှုတန်းတပ်သားတဲ့၁၄ဦးဟာ တနတ်ခုနှစ်လက်ကိုယူဆောင်လာပြီးကလေးခရိုင်ပြည်သူ့ကာကွယ်ဖွဲ့ပကဖယုံ drone တဖွဲ့ wind of ကလေးစီကိုအလင်းဝင်ရောက်လာတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်စလေးဦးဟာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့လူငယ်တွေဖြစ်ပြီး MA3 အမျိုးအစားလက်နက်ငယ်ငါလက် MA1 အမျိုးအစားလက်နက်ငယ်နှစ်လက်လက်ပြပုံဒီကိုလုံး60မမလက်လက်ကြီးကြီးလေးဘူးဤဂါနာ၃လုံး ကြည်ပေါက်15ပေါက်9.56ကြည်1200ဒေါင်းတို့ကိုယူဆောင်လာကအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲလိုအလင်းဝင်ရောက်လာသူ14ဦးကိုကလေးခရိုင်ပြည်သူ့ကာကွယ်ဖွဲ့ပကဖရုံးကအရေးပေါ်စုတော်ငွေဖြင့်တအူးကိုငွေကျပ်သိန်း30ချင်းမြင့်ခဲ့ပြီးတော်လဲရဲဘော်တွေနဲ့တူအကြမ်းဖက်စစ်တပ်ကိုပြန်လဲတိုက်ခိုက်နေတယ်လို့လည်းကလေးခရိုင်ပြည်သူ့ကာကွယ်ဖွဲ့ခရိုင်တဝန်ခံကပြောပါတယ်ရှင်။ ရင်ပြည်နယ်ရဲ့တရင်တဘောကိုတက်ဆက်ပေးကြပါတယ်။ကရင်ပြည်နယ်ကြိုင်းရင်စိတ်ကြီးမြို့နယ်မှာပြည်သူစစ်တပ်နန်းကနေပြန်လာတဲ့စစ်မှုထမ်းအောင်တိုးဟာပြစ်ခတ်ခံရပြီးတည်ဆုံးခဲ့တယ်လို့ဒေတာရင်းသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။စက်တင်ဘာလ15ရက်မှာကြိုင်းရင်စိတ်ကြီးမြို့နယ်ကြိုင်းရင်စိတ်ကြီးကျေးရွာငင်းချမ်းရေးလမ်းဝအနီးမှာနေထိုင်တဲ့စစ်မှုထမ်းတသားဟောင်းတအုပ်ဖြစ်သူဘော်ကြီးဆိုသူဟာ ပြည်သူစစ်တင်းနှန်းကနေနေအိမ်ကိုပြန်လာစဉ်တွင် အမိမသိတနက်သမားတွေကပြစ်ခတ်တိုက်ခိုက်ခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီပြစ်ခတ်မှုအတွဲမှာစစ်မှုထမ်းတပ်သားဟောင်းဘောကြီးဟာတနက်ကြီး6ချက်ထိမှန်ကနေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်လို့ဒေတာရင်းသတင်းမြစ်တွေကရန်ကုန်ခေတ္တမီဒီယာကိုပြောပါဗါတယ်။အဲ့ဒီတည်ဆုံသွားတဲ့ပြည်သူစစ်ဘောကြီးရဲ့အလောင်းကို စတေမာလာ16ရက်နေ့မှာတကြိုလိုက်တယ်လို့လည်းသိရပါဗါတယ်။အဲဒီလိုတစ်ဆုံသွားတဲ့စစ်မှုတန်းဟောင်းဘောဂျီဆိုသူဟာအကျန်းဖက်စစ်တပ်နဲ့ပူးပေါင်းနေသူဖြစ်ပြီးပြည်သူစစ်တင်နန်းတက်ရောက်နေသူလည်းဖြစ်ပါတယ်ရှင်။ စကိုင်းအတိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်စကိုင်းတိုင်းချောင်းမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းမှာအကျန်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်တိုင်မိုင်းဆွဲတက်ခတ်ရမှာစစ်သား၈ဦးဟာသေဆုံးခဲ့တယ်လို့ People Defense for South မုံရွာကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်စက်တင်ဘာလ18ရက်နေ့မနေ့7နိုင်လောက်ကနယ်ရေကန်အကျန်းဖက်စစ်တပ်ဂိတ်ကနေချီလင်းထွက်ခွာလာတယ် အင်အား80ခန့်ပါတဲ့စစ်ကြောင်းကို တော်လန်တပ်ဖွဲ့တွေကနှက်ရီကန်နဲ့ရေပိုးစားအကြမ်းမှနေရကြောက်ခွဲဆက်ယုံနေပရိသာမိုင်းနှလုံးတွဲနဲ့မိုင်းဆွဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက်ခတ်မှုတွဲမှာအကြက်ဖက်စစ်သား9ဦးဟာတိတ်သွားတာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေတယ်လို့လည်းသိရှိရပါတယ်။အလားတူအဲ့ဒီမနေ့17နိုင်ခွဲလောက်မှာလည်းမြင်းမှုမျိုးနဲ့ဂွေးပင်တော်အကြက်ဖက်စစ်တပ်ကိတ်ကနေချင်းလင်းထွက်ခွာလာတဲ့အင်အား20ခန့်ပါစစ်ကြောင်းကို နတ်ရေကန်နဲ့ရေပိုးစားကြနေရကြောက်ခွဲဆက်အနီးမှာပရိသာမိုင်း၃လုံးတွဲနဲ့ထပ်မံဖောက်ခွဲတက်ခတ်ခဲ့လို့လည်းသိရပါဗါးအဲတက်ခိုင်းမှုအတွဲမှာအကျန်းဖက်စစ်သား၃ဟာပွဲချင်းပြီးထေသွားတာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူတို့လည်းရှိနေရလို့လည်းသိရပါဗါးရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့ထိုင်းနိုင်ငံနှခွန်ပထုံကစက်ယုံတယုံမှာမြန်မာလူသမားတွေမတရားအလုပ်ထုတ်ခံနေရမှုအတွက် MHAC နဲ့ NUG ကတရားဥပဒေပါအခွင့်အရေးတွေနဲ့နစ်နာကြေးတွေရရှိရေးအတွက်ဆောင်ရွက်ပေးနေတယ်လို့ MHAC မဟာမိတ်အဖွဲ့ရဲ့ဦးဆောင်သူ AAC ကိုရဲမင်းကရကုံခစ်တစ်ကိုပြောပါရယ်ထိုင်းနိုင်ငံစက်ယုံတယုံမှာမြန်မာလူသမားတွေမတရားအလုပ်ခိုင်းစေခင်ရပြီး အလုပ်နားရမပေးတာရုံးပရက်တွေမှာပါအလုပ်ဆင်းရပြီး ဥပဒေတိုင်းမရရှိတာတို့ကြောင့်လူသမားအခွင့်အရေးရရှိဖို့အတွက်တောင်းဆိုတဲ့အနေနဲ့ ကိုယ်သဘောနဲ့ကိုယ်အလုတ်တရက်နားလိုက်ကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီလိုအလုတ်နားတဲ့အတွက်အလုတ်ရှင်ကမြန်မာလူသမားတွေကိုအလုတ်ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့လည်းသိရပါတယ်။အလုတ်ထုတ်ပယ်ခံရတဲ့အလုတ်သမား90ကျော်ဟာစစ်ရုံဘက်ကဖိအားကြောင့်မတိုင်ရကြပဲအလုတ်သမား9ဦးသာ MHAC အဖွဲ့ကိုအကူအညီတောင်းခံလာတာလည်းဖြစ်ပါတယ်။အဲဒီစစ်ရုံဟာအလုတ်ပရက်တွေကိုအလုတ်ခိုင်းပေမဲ့လည်းဥပဒေပါအတိုင်းလောက်ခနှက်ဆမပေးသလို နေမကောင်းလို့ဆရာဝန်စေးစာနဲ့ခွင့်ယူတာတော့ပတ်စံဖြတ်တာတွေလုပ်နေရလို့လဲ MHAC မဟာမိတ်အဖွဲ့ရဲ့ဥဆောင်သူကိုရဲမင်းကပြောပြပါဗါတယ်အဲဒါကြောင့်လောသမားတွေကမတရားတာကိုတောင်းဆိုတဲ့အနေနဲ့ အလုတ်တရက်နားလိုက်တာကိုအလုတ်ဖြုတ်ပြတာဖြစ်တယ်လို့လည်းကိုရဲမင်းကရှင်းပြပါဗါးအလုတ်ထုတ်ပယ်ချိန်မှာလည်းအလုတ်သမားတွေကိုဘာဆောက်ရွက်မှန်းမသိတဲ့ဆောက်ရွက်မှာလက်မှတ်ထိုးခိုင်းပြီးအလုတ်ထုတ်ပယ်လိုက်တာဖြစ်တယ်လို့အဲ့ဒီဆောက်ရွက်ဟာအလုတ်ထုတ်ခံရတာဟာအပြည့်ရှိကြောင်းဝန်ခံတဲ့ဆောက်ရွက်ဖြစ်နေရလို့လည်း MHAC မဟာမိတ်အဖွဲ့အစည်းကနေသိရပါဗါး MHAC မဟာမိတ်အဖွဲ့အနေနဲ့ကတော့အလို့သမားတွေနစ်နာထားတာတွေနဲ့အလို့သမားအခွင့်အရေးချိုးဖောက်ခံထားရတာတွေအတွက်ထိုင်းနိုင်ငံရဲ့အလို့သမားဥပဒေနဲ့အညီကူညီပေးသွားမယ်လို့လည်းသိရှိ ရပါတယ်။လက်ရှိမှာတော့အဲ့ဒီအလို့သမားအရေးအတွက် MSC စီမဟာမိတ်အဖွဲ့က NUG လို့သမားဝန်ကြီးဌာနညွန်ကြားရေးမှူးဦးနိုင်ထွန်းဦးနဲ့အတူသက်ဆိုင်ရာနေမြေခံအလို့သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာကုညီဆွဲပေးနေရလို့လည်း MSC စီမဟာမိတ်အဖွဲ့စီကနေသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေကိုတက်ဆက်ပေးရပါကြည့်ရှုပြီးတော့ရည်ရွယ်ချက်တမရရှင်ကျွန်မများပါ။